အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တီအားလုံးမင်္ဂလာပါဆိုတော့မနေ့ကညဆိုတဲ့မနက်ပိုင်းပေါ့လေမနက်ပိုင်းမှာကန်နေဒါ New York မှာကန်နေ New York မှာဆိုတော့ညပဲပေါ့လေကျွန်တော်မြန်မာနိုင်ငံမှာဆိုရင်တော့မနက်အစောကြီးဖြစ်တဲ့အချိန်ပေါ့လေ Inter Miami က New York City FC အသင်းကို၄ကိုပြတ်နဲ့နိုင်နေဒီသင်းက Inter Miami ကိုအမြဲတမ်းဒုက္ခပေးတဲ့အသင်းဖြစ်ပြီးတော့ Inter Miami အတွက် supporter ရှိမှလုံးဝမှားလို့မရတဲ့ပွဲ ဆိုတော့အသင်းက Suarez ပြန်ပါလာပြီးတော့ဒီနေ့လဲ Suarez ကိုတိုင်တကူးသွင်းတယ်အဲ့ဒါကတော့ penalty ပေါ့လေ Messi က Diarte မှာ Inter Miami အတွက် penalty ကိုဒီ Major League ပြိုင်ပွဲမှာ penalty လုံးဝမသွင်းထားဘူး penalty ကသူ League Cup ပြိုင်ပွဲမှာတလုံးသွင်းတယ်အဲ့တော့တကယ် crucial ပွဲမှာ तू တွင်းလိုက်တယ်ဒါပေမဲ့အဲ့မတိုင်ခင်ရောအခုပြီးခဲ့တဲ့အပတ်မှာရောဒီနေ့ရတဲ့ penalty तू penalty တလုံးမှမကန်ထားပဲနဲ့အသင်းပေါ်တွေပဲပေးခံထားတယ်။ तू major league အခု top goal scorer charge မှာ तू က ပူးတွဲဥဆောင်နေတာပေါ့လေဒါပေမဲ့ तू penalty opportunity ကိုအသင်းပေါ်တွေပဲအကုန်ပေးကံပြီးတော့ तू ဒီနှစ်လိပြိုင်ပွဲမှာ तू penalty မရသေးဘူးမသွင်းသေးဘူးဗျာ inter miami က penalty ရတယ်အများအပြားက suarez ပဲကံတာများတာပေါ့လေအဲ့မှာဒီနေ့ပွဲမှာ तू နှစ်ကိုသွင်းတကိုဖန်တီးတယ်ပထမပိုင်း rodriguez သွင်းတဲ့လုံးလေ तू ပဲဖန်တီးပေးတယ်တကယ် quality pass ကို fishing ကောင်းကောင်းနဲ့ချပေးလိုက်တဲ့အလုံးဒုတိယအလုံးကတော့သူ့ကို boost cap ဖန်ပေးလို့သူ့ကိုဒမောက်ကိုကြော်ပြီးတော့ chip တွင်သွားပြီးတော့ တတိယအလုံးကတော့ဒီဟိုဘက်နောက်တန်းအမှားကိုအသုံးချပြီးတော့မှကုသမရဲ့ညာဘက်တောင်းနေပေါ့လေညာချီနဲ့ကန်သွားတယ်ဆိုတော့ဒီပွဲမှာသူနှစ်ကိုးသွင်းတကိုးဖန်တီးတော့ Inter Miami နိုင်ပွဲနဲ့အတူ Messi အတွက်အမြဲတွေ့နေရတာက Man of the Match ဒါ Icon of the Man of the Match ဆိုတဲ့အဲ့ Player of the Man of the Match ကိုသူထပ်ပြီးရတယ်လို့နာ Scoca so so ဟိုဘယ်လိုပြောမလဲဆိုတော့ဒီ Sofa Score ဆိုတဲ့ဒါဘောလုံးပွဲသမားတွေကို Player Rating ပေးတဲ့ ဒီ website ပေါ့လေဒါကဒီအထင်ကြီး website ပဲဒါ sofa school ဆိုတဲ့ rating ပေးတဲ့ website မှာ messi ကဒီနေ့ပွဲမှာလည်းနောက်ထပ် perfect 10ထက်ရတယ်10 out of 10ပဲဆိုတော့ပြီးခဲ့တဲ့ပတ် dc united နဲ့ပွဲမှာလည်းသူနှစ်ကိုးသွင်းတယ်တကိုးဖန်တီးတယ်တကယ်တမ်းရတဲ့ penalty ကိုသူမကန်ဘဲနဲ့ hat trick ရခွင့်ကိုလူငယ်စားမလေးကိုပြီးကန်ခဲ့ပြီးတော့အဲ့ပွဲမှာ perfect tan တစ်စေ rating တန်းရခဲ့ပြီးတော့ဒီနေ့ပွဲမှာလည်း Luis Suarez ကို penalty ပေးကန်တယ်တကယ်ဆိုသူ hat trick ရခွင့်ရမယ်အခွင့်အရေးနောက်တစ်ခုက Golden Boot ပေါ့လေရွှေဖနက်စုအတွက်အပြိုင်လူနေပေမဲ့သူ penalty မကန်ဘဲနဲ့ဒီနေ့ Suarez ကိုပေးကန်တယ်ဒီနေ့ပွဲလည်းနှစ်ကိုးသွင်းတကိုးဖန်တီးလို့ player ကိုတမန်ရပြီးတော့ဒါနောက်ထပ်အဲဒီဆိုဒီ scope ဒီ score sheet မှာသူထပ်ပြီးတော့ rating 10ထပ်ရတယ်ဒါကသူနောက်ဆုံးနှစ်ပွဲဆက်တိုက် rating 10ထပ်ရပြီးတော့ မေဂျာလီမှာ तू 24ကိုတွဲထားတယ်ဆိုတော့ဒီနေ့ရာသီအတွင်းမှာ तू total မေဂျာလီမှာ38ကိုပေါင်ပတ်သက်တာဗောလေ24ကိုတွင်73ကိုဖန်တီးထားတယ်ဒုတိယနေရာကဘူအန်ကာဆိုတဲ့ LAFC တိုက်စင်မကို तू 2ကိုဖြတ်ထားတယ်ဆိုတော့အခုကရီးယားကတော့အခု884ကိုဗောလေကစားမပွားကလပ်နဲ့လေဝေးစင်တို့က884ကိုတွင်ပြီးတော့ဒါအစစ်ကတော့392ကိုဆိုတော့2ကိုဖန်တီးထားတယ်ဆိုတော့နောက်ထပ်6ချိန် ဖန်တီးခြင်းတမိုင်းတလျှောက်မှာဘယ်သူမှမရတဲ့ဖန်တီးမှုအကျဉ်း400ရမယ်ပထမဆုံးကစားမှဖြစ်သလို684ကိုတွင်ထားတယ်ဆိုတော့ Inter Miami ကိုရောက်လာပြီးတဲ့အချိန်မှာ66ကိုတွင်ထားပြီးတော့ဒီနေ့ရာသီအတွက်2025ခုနှစ်အတွင်းမှာ total 34ကိုတွင်ထားတာဗောလေဆိုတော့သူကအခုလက်ရှိဒီဒီဘယ်လိုပြောမလဲ Sofia Score ရဲ့ rating perfect down ကို နှစ်ပွဲဆက်တိုက် ရရှိထားပြီးတော့အခုလောလောဆယ်မှာသူ့အနေနဲ့ top goal ဆိုတာအတွက်လည်းအခြေအနေကောင်းတယ်အဓိကတော့ Inter Miami အတွက်ပေါ့လေသူ supporter ရှိလို့ခေါ်တဲ့အမပေး champion super ကိုနှစ်နှစ်ဆက်တိုက်ရဖို့တော့တော်တော်လေးအခွင့်အရေးရှိတယ်။ဘာကြောင့်လဲဆိုတော့အခု DR ဒီ2025ဥတည်းမှာ Leo Messi က41ပွဲမှာ34ဂိုးသွင်း73ဂိုးဖန်တီးတယ်။ Miami အတွက်ကြီးပဲဒါသူစရောက်တဲ့အချိန်ကနေ Inter Miami အတွက်89ပွဲမှာ66ဂိုးသွင်း32ဂိုးဖန်တီးထားတယ်။ဆိုတော့အခုဒီနှစ်ပွဲအနိုင်ရတဲ့အတွက် Leo Messi က ဒါနောက်ထပ်နှစ်ကူးသွင်းတစ်ကူးဖန်နှစ်ကူးသွင်းတစ်ကူးဖန်နဲ့သူတိုတယ်ဒါဘယ်လိုပြောမလဲစကူရှိဒီ rating မှာ30နှစ်ကူးရလို့အဓိကတော့ Inter Miami အတွက်ဒီရာဒီကဒီ Inter Miami ကအခုလောဆယ်မှာလက်ကျန်နှစ်ပွဲရှိတယ် Philadelphia Union အသင်းကရမှတ်60ရထားတယ် Inter Miami က55ပတ်ဆိုတော့သူတို့အဲ့နှစ်ပွဲကိုနိုင်ရင်60ပတ်နဲ့ဇာထိပ်ပါဥဆောင်ကွင်းရရှိမယ် Major League ကပြီးပွဲပြီးဖို့ကသူတို့က၄ပွဲလောက်ပဲကျန်တယ် Inter Miami က ဘယ်လိုဟိုဘယ်လိုပြောမလဲအင်တာမိုင်မီက6ပွဲကြံသေးတယ်ဆိုအိုက်ပွဲတွေအကုန်နိုင်ဖို့ဆိုရင်တို့တို့ကချန်ပီယံတေချာပေါက်ဖြစ်လို့မက်ဆီလည်း top goal ဆိုတာဖြစ်မယ်ဆိုတကယ်လို့ top goal ဆိုတာတို့ဖြစ်ရင်တေချာတယ်မက်ဆီကပန်နလီကန်တာမဟုတ်ဘူးဆိုဒီဟာဒီမှာပန်နလီလုံးဝမကန်ထားဘူးလီကတ်မှာသူပန်နလီလုံးကန်တယ်ဒါပေမဲ့ ဒီဘယ်လိုပြောမလဲ MLS ဒီ Major League ပြိုင်ပွဲမှာသူလုံးဝ penalty မကန်ထားတဲ့အတွက် penalty မပါဘဲ top goal ဆိုတာဆူရမယ်အခွင့်ရေးရော supporter ရှိရောဒါပေမဲ့အခုလောလောဆယ်မှာ Inter Miami က MLS ရဲ့ playoff ကိုဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိသွားပြီးတော့ Messi ကနှစ်ပွဲဆက် rating တန်းရရှိသွားခဲ့တာပါအားလုံးကျေးဇူးတင်ပါတယ်